ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တဲ့အားလုံးမိင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ Transfer Window ကြီးကကျွန်တော်တို့16ရက်နေ့မှာတရားဝင်ဖွင့်ပြီးတဲ့အချိန်မှာအခု3-4ရက်လောက်ရှိပြီပေါ့လေ။ပထမ Window ကတော့ FIFA ရဲ့ Club World Cup အတွက်သူတို့ Galatasaray ဖွင့်ပေးလိုက်တယ်။ အခုတော့ transfer window ရဲ့ proper window ကကျွန်တော်တို့16ရက်ဂျွန်ကနေ September 1ရက်နေ့အထိစုစုပေါင်း2လကျော်ကျော်လောက်သူတို့ဖွင့်ပေးတယ်။အဲ့ transfer window မှာအခုအပြောင်းရွှေ့မှာဥရောပထိပ်တန်း club တွေအားလုံးလိုချင်နေတာကတိုက်စစ်မှုပဲ။အဲ့တိုက်စစ်မှုအပြောင်းရွှေ့ကအခုချိန်ထိဘာမှန်းကိုမသိသေးဘူး။ဆိုတော့ဈေးကွက်ထဲမှာအရန်အတန်ထွက်နေတဲ့ Vitigocras ဘန်ဂျမင်ဆက်စကိုပြီးတော့မှအခုလီဗာပူးနဲ့အတူအတန်ပြန်ထွက်လာတဲ့အာလဆနာအီဆက်မန်ယူနိုက်တက်အပါဝင်ချယ်ဆီလီဗာပူးတို့စိတ်ဝင်စားတဲ့ယူကိုအာကီတီကအပြင်ဟိုတနေ့ကမှပူပူနွေ့နွေ့အဲအိနဲ့ပွဲမှာဟတ်ထရစ်သွင်းခဲ့တဲ့ပါရစ်စိန့်ဂျာမန်ရဲ့တိုက်စင်မှုကိုလိုမဝါနီပြီးတော့ BSC ကိုတိုင်ရောင်းမယ်နေရာမရဖြစ်နေတဲ့ဂွန်ကာလိုရမ်မိုးစ်ဂျူဗန်တက်စ်ကထွက်ပို့ပြင်ထားတဲ့ဒူရှန်ဗလာဟိုဗစ်နဲ့ now free ဖြစ်နေတဲ့ဂျိုနာသန်ဒေးဗစ်ရဲ့ ဂါလာတာဆာရီကတေချာပေါက်ထွက်မဲ့အော်စီမန်ရဲ့တိုက်စစ်မှုတွေကအများကြီးပဲကျွန်တော်အသင်းအာဆယ်ဆိုလဲတလောက်များပြားလာတဲ့တိုက်စစ်မှုတွေမှာနှလုံးထဲနဲ့ဘောင်းမီချက်ယော့ဂရက်လိုလိုပါလို့ဒါတော့မှကျွန်တော်တို့အိုလီဝီကင်တို့ဘာလို့ထဲမပြောသေးဘူးယော့ဂရက်လိုလိုဆက်စကိုလိုလိုမန်ယူနိုက်တက်လည်းတိုက်စစ်လိုတယ်လီဗာပူးလည်းတိုက်စစ်လိုတယ်ချယ်ဆီလည်းတိုက်စစ်လိုတယ်ထော့နယ်တိုက်စစ်လို့လေမန်စီးတီးလောက်ပဲတိုက်စစ်အတွက်မစင်စားဘူး ဘာစီလိုနာကတော့လေဗန်ဒေါစကီက26ထိစာချုပ်ရှိတဲ့အတွက်ကြောင့်ဘာစီလိုနာကနီကိုဝီလျံဒီကိစ္စကိုပဲစဉ်းစားတယ်ရီယယ်မက်ဒရစ်ကဟော့စလိုလိုပလန်ဘီဖြစ်နိုင်တဲ့တိုက်စစ်မှုဆိုတော့ခုနတိုက်စစ်မှုတွေအားလုံးကဟော့စလိုလိုမဟုတ်ဘူးပလန်ဘီမဟုတ်ဘူးအားလုံးက first strike စားချင်တဲ့သူဖြစ်တော့ရီယယ်မက်ဒရစ်ကအခုဂါစီယာဆိုတဲ့ခြေတိတ်လေးပေါ်လာတယ်ဟိုတနေ့ကအာဟီလာနဲ့ပွဲမှာကစားတဲ့ပွဲမှာခြေစွမ်းပြတယ်အဲ့ခြေတိတ်လေးကိုသူတို့ကတုံးကောင်းတုံးနိုင်တယ်ဒါပေမဲ့သူတို့ strike ကအတွက်စဉ်းစားနေတယ် ဂျူဗန်တက်စ်တိုက်စစ်လို့တဲ့တစ်ချိန်ထဲမှာပဲတခြားတိုက်စစ်မှုတွေအားလုံးထဲမှာ PSG လည်း maybe center forward စစ်စစ်ခေါ်သွားနိုင်တယ်အကုန်လုံးကတိုက်စစ်မှုလုံနေကြတဲ့အချိန်မှာတိုက်စစ်မှုတွေဒီလောက်များပြားတဲ့အထက်မှာဘာကြောင့်အဲ့လောက်ထိတိုက်စစ်မှုတွေခက်တယ် နာပိုလီကအန်တိုနီယိုကွန်တီကအော်စီမန်ကိုထုတ်ပေးအဲ့မှာတိုက်စစ်မှုတွေထဲမှာမန်ယူနိုက်တက်ကလည်းသူ့ရှိတဲ့တိုက်စစ်မှုနှစ်ယောက်လုံးကိုရောင်းချင်တယ်အာဆယ်ကတော့ရောင်းစရာတိုက်စစ်မှုမရှိဘူးလီဗာပူးကဒါဝင်နူညက်ရောင်းမယ်ချယ်ဆီကခရစ်စတိုပါအန်ကူကူရောင်းမယ်ထော့တန်ကတော့ရီချာလစ်ဆန်ကိုထုတ်ချင်ပေမဲ့ထုတ်ဖို့ကတ်တယ်သူကဆက်နေမှာဆုံးထွက်ရင်တော့သူဆက်နေကောင်းဆက်နေနိုင်မယ်ဘာဆိုနာမရှိဘူးဂျူဗန်တက်စ်ကလာဟိုဗစ်ကိုရောင်းချင်တယ်ဘီအက်ရှီကခိုလိုမဝါနီနဲ့ဂွန်ကာလိုရာမော့စ်ကိုရောင်းချင်တယ် များပြားလာတဲ့တိုက်စစ်မှု market ကြီးမှာဘာကြောင့်အဲ့လောက်ထိခက်နေလဲကျွန်တော်ပြအခုလက်ရှိ current market ပေါက်ချင်းတွေမှာ isec က current market အမြင့်ဆုံးပြအာလဇနာ isec ကအခုလက်ရှိမှာ isec ကိုလိုချင်တဲ့အသင်းကအမှန်တိုင်းပြောရင်တော့လူတိုင်းလိုချင်တယ်ဒါပေမဲ့ isec ရဲ့ပြောင်းရွှေ့ခြေကြောင့်ဘယ်သူမှမကတ်နိုင်ဘူး newcase ကလည်းမရောဘူးသူရဲ့ contract ကအားလုံးတည်ထားပြီးသား2028ရှိတယ်လက်ရှိ current market ပေါက်ချင်းက3120အခု ဈေးကွက်ထဲမှာ available ဖြစ်တဲ့တိုက်စစ်မှုတွေမှာသူဈေးအကြီးဆုံးပဲအသက်က25 26ရှိတယ်ဒီ September ဆို26ပြည့်မယ်အဲ့ Isak ကဈေးကြီးဆုံး Isak ကိုဝယ်နိုင်တဲ့အသင်းက Liverpool ပဲရှိတယ်အာဆင်မှာပတ်ဆက်ရှိနေအောင်ပါ Isak အတွက်သူအကုန်လုံးသုံးပါမို့ ဆိုတော့လီဗာပူးကအခုဒီအာဒီမှာပြဿနာတွေအများကြီးတုံးထားတော့ဒါပေမဲ့လီဗာပူးကလည်းသူလူရောက်မယ်နူညက်တို့ခီးစားတို့ဟိုရောက်တီရောက်နေသူဖြစ်နိုင်တဲ့ချိန်မှာဈေးကွက်ထဲမှာအီဆက်ကတန်120အဲ့ဒါတန်120ဆိုတော့သူ့ရဲ့ current market ပေါက်ကြီးဒါပေမဲ့ယူကာဆက်တောင်းတာကယူရို180ပေါင်150 နောက်တစ်ယောက်က Victor Osimhen Osimhen ရဲ့ down free ကယူရို85တန်ဂျော်ဂျီစာချုပ်ဖြစ်တယ်သူရဲ့ current market ပေါက်ချေက190ပဲဖြစ်တယ်သူက26နှစ် Sorry Arabia Club Ahila အသင်းကအသေးတန်လိုက်တနည်းကို390တော့ပေးမယ်တကယ်ဆိုရင် Ahila ကလိုတော့မလိုဘာကြောင့်လဲဆိုတော့ Marcus Leonardo ရှိတယ် Alassana Mitrovic ရှိတယ်သူတို့မှာတိုက်စင်မှုရှိပြီးသားဘာကြောင့် Sony လိုက်လဲကျွန်တော်နားမလဲသူတို့ get quality တိုက်စင်မှုနှစ်ယောက်ရှိတယ်ထားပါတော့ Alanasa Lui တမျိုးအခုလောလောဆယ်ဆောင်းအဲ့ဒါက Osimhen ပြီးတာလည်းကျွန်တော်ပြောတဲ့ Yokres Yokres ဆိုရင်သူ့ပြောင်းရွှေ့ကမဖြစ်တော့မဖြစ်ရောနောက်ဆုံးကြတော့အခု Super Agent ဖြစ်တဲ့ Hogan Mendes ကို Yokres ရဲ့ Agent ကဆက်သွယ်ပြီးတော့ငါကစားမကိုခေါ်ယူပေးဖို့နဲ့ငါကစားမအသင်းပြောင်းဖို့လုပ်ပေးပါဆိုပြီးတောင်းဆိုတဲ့အဖြစ်ဖြစ်ရောအဲ့ဒါက Yokres Yokres ရဲ့ Current Market ပေါက်ကြီးကတန်ခုနဲ့ဆင်ရှိတယ်ဒါပေမဲ့လက်ရှိမှာ Yokres ကို Sporting Lisbon ကအနည်းဆုံး80တိလိုချင်တယ် Man United လိုလို Arsenal လိုလို Hull လိုလို तू အခုနောက်ဆုံး Juventus ကကမ်းလှမ်းမှုကိုပယ်ချတယ်ဆိုတဲ့သတင်းတက်တယ် ပြီးတော့ Benjamin Sachko ဒီကစားမကလည်း Yokres ဆိုပဲတစ်ချိန်လုံး marketing မှာ Oshiman နဲ့အတူကြားနေတဲ့သူဖြစ်တယ်။ Sachko ကတော့အသက်ငယ်ဆုံးအခုလက်ရှိပြောတဲ့တိုက်စစ်မှုထဲမှာအသက်ငယ်ဆုံးဖြစ်တယ်22နှစ်ပဲရှိတယ်။ခတ်တာက Leipzig ကရန်လိုပတ်တက်နေတယ်ဟုတ်တော့ဂျာဗီစီမွန်အောင်တန်း80ပေါ့လေမနေ့ကမှ BHC ကနေပြီးတက်နဲ့ဝယ်ထားတဲ့ကစားမကတန်း90ပဲပေးရတယ်ပမန်နဲ့ဒီလို့လည်းအခုဂျာဗီစီမွန်တန်း80အခု Sesco ကိုသူတို့ကတန်း80တန်း100အိုက်ချားသူတို့လိုချင်တယ် အာဆယ်ကအသေးတန်လိုက်ပြီးတော့မှဈေးကြီးလို့ဘူးအင်တာတင်ဖြစ်သွားတယ်။အဲအဲ့ဒီနေရာမှာယော့ကရက်စ်ပြီးတဲ့အချိန်မှာကျွန်တော်ခုနပြောတဲ့ထဲကဗလာဟိုဗစ်ဗလာဟိုဗစ်ကတော့စာချုပ်တစ်နှစ်ပဲကျန်တယ်။သူ့ရဲ့စာချုပ်တစ်နှစ်ပဲအချိန်တွေကြောင့်ဂျူဗန်တက်စ်ကသူ့ကိုတန်း90ထက်ပိုတောင်းလို့မရဘူး။သူကိုယ်တိုင်ကလည်းအခုလက်ရှိဂျူဗန်တက်စ်မှာအရန်ဖြစ်နေတဲ့အတွက်ဒူရှယ်ဗလာဟိုဗစ်ကတော့ option ကဈေးအသက်သာဆုံးတဲကတယောက်ဖြစ်နိုင်တယ်။ 25နှစ်ရှိတဲ့ဆာဗီယာတိုက်စင်မှာအမှန်တမ်းပြောတော့ quality တိုက်စင်မှုပဲဂျူဗန်တက်စ်နီးပြပြီးခဲ့တဲ့နီးပြရောအခုလက်ရှိဒူဒော်ရောမှာနှစ်ယောက်စုံနဲ့အဆင်မပြေလို့သူအရန်ဖြစ်နေတာအဲ့ဒီကစားမကလည်းတစ်နှစ်ပဲကျန်တဲ့အချက်ရှိတယ်နောက်တစ်ယောက်ကတော့ကျွန်တော်ခုနပြောတဲ့ Yuko Akidiki 2028ထိရှိတယ်22နှစ်သားကလည်းခုနပြောသလိုပဲ Sasco လိုပဲအသက်တူတူပဲဒါပေမဲ့ပြဿနာကဒီကစားမကိုယူရိုတန်းတရာမချဘူး မန်ယူနိုက်တက်ရောလီဗာပူးရောချယ်ဆီရောသုံးသင်းလဲလာရောယူကိုအာခီတီချီကိုတန်းတရာဒီသားမကိုပါရစ်စိန်ဂျာမိန်ကနေအိုက်ထရန်ဖရန့်ဘက်ခေါ်တော့က16တန်းလောက်ပဲရှိတယ်ဟိုတနစ်ကျော်ပဲရှိသေးတယ်ဒီကောင်တန်းတရာတောင်းတယ်မဟုတ်တော့မဟုတ်သေးဘူးအိုက်ထရန်ဖရန့်ဘက်ကလည်းတကယ်ကိုဂျင်းထဲပူပဲလုံနေတာယူကိုအာခီတီချီရဲ့တန်းတရာ United စိတ်ဝင်စားတယ်ပရီးမီယာလိသုံးသင်းလဲစိတ်ဝင်စားတော့တန်းတရာ ပြီးတော့ပြီးတော့အခုကိုလိုမွားနီကိုလိုမွားနီကအမှန်တိုင်းပြောကျွန်တော်သဘောကျတယ်ဗျာဂျူဗန်နက်စ်ကိုရောက်ခရက်ကလည်း၉သွင်းတယ်ဒီသားမကစန်တာဖော်ဝါဆစ်စစ်မဟုတ်တိတိုင်အောင် left right central ကြိုက်တဲ့နေရာကစားတော်တော်လေးအားကောင်းတယ်ချန်ပီယံဆိုတနေ့ကအေအေနဲ့ဘက်မှာခေါင်းတိုက်သွားတာလေကြီးတယ်ဟတ်ထရစ်သွင်းသွားတယ်ဒီကစားမ quality ကစားမတော့တကယ်ကောင်းတာကိုလိုမွားကအသက်အရင်မကြီးသေးဘူး25ပဲရှိတယ်အဲ့ဒီကစားမဆိုရင်60လောက်နဲ့ရနိုင်တယ်ဗျာဖယ်ရစ်စင်ဂျာမင်ကဘာလို့ PSG ကရောင်းချင်ဈေးမကြီးဘူးဗျာ နောက်ကွန်ဂျာလိုရမ်မော့စ်နံပါတ်9ပိုဇီရှင်ဖြစ်တယ်ပြီးရချီမှာလုံးဝနေရာမရဘူးပေါ်တူဂီမှာလည်းအရန်ပဲဒါပေမဲ့ဒီကစားမကစင်တာဖိုးပဲစစ်စစ်သူကတော့ main striker တယောက်တည်းအနေနဲ့ကစားနိုင်ပြီဖြစ်ပြီးတော့သူ့ကိုလည်း60လောက်ရောင်းရင်ပြီးရချီကရောင်းချင်တယ်ကျွန်တော်ခုနပြောတဲ့အထဲကနေတိုက်စစ်မှုဖြစ်ကစားလို့ရတဲ့အချိန်မှာအမ်ဘူမိုရိုဘာတော့တိုက်စစ်မှုဖြစ်ကစားလို့ရတယ်သူကတော့62တန်းသူယူရိုတန်း80ကျော်လောက်တောင်းနေတယ်ဘရန်ဖိုက ဝစ်စာလည်းဒီတိုင်းပဲဝစ်စာကိုပေါင်တန်း60ယူရိုတန်း60ကျော်လောက်တောင်းနေတယ်အဲ့ထဲမှာဂျွနသန်ဒေးဗစ်ကတော့လုံးဝ free ပဲဆိုတော့အခုတိုက်စစ်မှုတွေလောက်များပြတဲ့အချိန်မှာအခုလောလောဆယ်နေထိုင်ရကျွန်တော်ကြီးချိတဲ့အချိန်မှာဒီခါလေးကျရင်ခံမိုင်းရခက်တယ်ဗျဒါလောက်များပြတဲ့တိုက်စစ်မှုတွေကိုလည်းအတင်းတော်တော်များများကလိုက်တော့လိုက်နေတာပဲဘာကြောင့်မရကြလဲနှလုံးထဲနဲ့ဘောင်းကြီးချက်နေအာဆယ်ကယူကရက်စ်နဲ့ဆက်စကိုအခု Hollywood ကပါတယ်ဒါ Chelsea ကလည်းအခု ဂျက်ဆင်ရဲ့အစားထိုးမှုတော့အော်စီမန်လိုလိုယော့ခရက်စ်လိုလိုနောက်အခုဂျော့ဘက်ထရိုဆိုပြီးဖြစ်ပြန်ရောဂျော့ဘက်ထရိုကပေါင်တန်း60တန်း60ရှိတယ်ဆိုတော့ယူရို80 85လောက်တော့ရှိမယ်မားကတ်ထဲမှာအခုကျွန်တော်ခုနပြောနေတာကမန်ယူနိုက်တက်ကရောင်းမဲ့ဝိုင်လန်တို့ချယ်ဆီကရောင်းမဲ့ခရစ်စတိုဘာအန်ကူကူတို့ဒါတွေကျွန်တော်ထည့်မတွက်သေးဘူးဆိုတော့နွေရာဒီမှာဒီတိုက်စစ်မှုတကယ်ရောရပါမလားရပါမလားတိုက်စစ်မှုလို့ချင်းတဲ့လီဘာပူးအခုဒါတော့မှလီဘာပူးကထွက်မယ်ဆိုတော့ဒါဝင်းနုညက်ကြံသေးတယ်နော် ဖြစ်နိုင်ခြင်း unlikely ဖြစ်ဆုံးက isat ဘာလို့ဈေးရတန်း180ဆိုတဲ့ချက် unless လေပါဘူးက crazy money pay တယ်ဆိုတော့တမျိုးဖြစ်နိုင်ခြင်းရှိတဲ့တိုက်စစ်ပေါ်ဒါပေမဲ့ဘသူတွေဘယ်ကိုရောက်သွားမလဲတိုက်စစ်မှု transfer ပြောင်းရွှေ့ကြီးကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်